နဂါးကြီးကိုမြင်လိုက်ရတော့စံချီတို့လည်းအရန်ကိုအံ့ဩနေခဲ့ပါတယ်။မင်းတို့အခုမြင်နေရတဲ့နဂါးကခိုင်တို့ဘဲလို့ခဲအမောကပြပြလိုက်ပါတယ်။ဘာကူဝါမျိုးမှလည်းဟိုဂျမ်ကသူ့စီမလာလို့သူ့ကိုတတ်ဖို့မဟုတ်ဘူးပဲလို့ပြောနေခဲ့ပါတယ်။ခိုင်တို့ကအခုပိုးဝဲမျိုးကိုရောင်းရတာမဟုတ်လို့အဖိုးတယောက်ကလည်းစူကိုအမြန်ပြေးဖို့ပြောနေခဲ့ပါတယ်။ ရုပ်တရက်ကြီးဘာလို့ခိုင်နုကခူဝီကိုရှောက်လာခဲ့ရရလဲလို့ KM ကပြောတော့လော်လေတောင်းပန်လိုက်ပြီးတော့သူနဲ့လူဗီနဲ့ကိုတီးသွားချောင်းပြပြလိုက်ပါယ်စန်ဂျီကလည်းလော်ကိုပြဿနာရှာနေလို့တေချာပေါ့လူဗီချောင်းမဲ့ဖြစ်မှလို့ချက်ပကပြလိုက်ပါယ်နာမီကလည်းတောင်းပန်နေတော့စန်ဂျီတဲ့တိုးကပတိန်ချောင်းမလို့တောင်းပန်လိုက်ပါတယ် အခုခိုင်နိုဦးဆောင်တဲ့ Animal Kingdom Park ကသူတို့ရဲ့များပြားလာတဲ့အင်အားကိုထိမ့်သိမ်းဖို့တော်ချက်နှစ်ခုရှိရလို့လောကဆိုပါရယ်ပထမတစ်ခုကဒီမြို့မှာပြုလုပ်နေတဲ့လက်နက်တွေနောက်တစ်ခုက Do Flamen Golden Caesar တီထွင်နေတဲ့ Smile Field တွေရဲ့မှောက်ခိုကုံတွေရေးဖန်ဟာစမှာရှိတဲ့အဓိကဆက်ရုံနဲ့ Dwell စာကဆက်ရုံကိုလည်းဖျက်ဆီးခဲ့ပြီးခိုင်နိုကိုရန်သွားဆရကလည်းငါတို့ပဲခိုင်နိုရဲ့ပြမကလည်းလောကသူ့နဲ့ဆွဲခဲ့ရဲ့ခေါင်းလို့ပြောနေတော့လူဖီကထွက်သွားပါတော့ဟဲ့ ဒီထက်ပိုပြီးအဖွဲဝင်နေရှိနေတဲ့ဒေတာတိတွားရင်အမဲလိုက်ပွဲကြီးဖြစ်သွားမှာမလို့အခုကလောကတူတူကိုပဲတည်တည်ပြီးခဲမို့တို့ရဲ့ပလန်ကလည်းမပြတ်သေးဘူးဆိုပြလိုက်ပါရဲ့ခဲမို့လည်းဘာဆက်လုံးမလေးလို့လောကိုမိလိုက်ပါတယ်ခန်းစားချက်တကိုရှေ့တန်းသိရင်အစီအစဉ်တကိုလာထိကိုက်မှာမလို့တိုက်ပွဲနေ့မှာလူမဆောင်ရင်မဟာမဲဆိုရဲ့အထိပ်ပယ်လည်းမရှိလို့လောကတူတခုခုလွတ်လိုက်မယ်ဆိုကရုံးကိုတုံးလိုက်ပါတယ်မျက်နှာတွေကိုလုံးဝမမြင်စေနဲ့လို့ထပ်မလိုက်ပြီးတော့လောကထွက်သွားပါတော့ရဲ့ တဖက်မှာလည်းရှူတန်မာရီကခိုင်တုံနဲ့မပတ်သက်နဲ့ဆိုပြီးပြန်ဆုတ်ကြဖို့ဖွေထားတဲ့ကိုပြောလိုက်ပါတယ်။ခူဝီနေမီတော့ထဲမှာလည်းတော်တဲ့တခိုးရှိရလို့ကြာပြီးမင်းကိုလည်းမှတ်မိရလို့ခိုင်တုံကပြောလိုက်ပါတယ်။ ဒါမဲ့အတိတ်ကအတိတ်ပဲမလို့သူလောင်းငယ်တာဖြစ်လာမယ်ဆိုရင်အကုန်ချေးပေးမယ်လို့ခိုင်တို့ကရှူတမာကိုထပ်ပြောလိုက်ပါခိုင်တို့ကလေတက်လိုက်တဲ့အခါအယံနံထွက်လာလို့ဂျက်ကလေခိုင်တို့မူးနီးရလာလို့ပြောလိုက်ပါခိုင်တို့ကတော့ तू မမူးဘူးဆိုပြီးရှူတမာကိုစီပြန်သွားပါတော့ဂျက်ကိုလည်းအယံမလုပ်ဖို့အဖွဲသားတွေကပြောနေပြီးခိုင်တို့အလောက်မူးနေတာကလည်းဘယ်ချိန်တော့သွားမလဲဆိုတာမသိနိုင်ကြောင်းထပ်ပြောလိုက်ပါ ဒါမဲ့အိုကိုပိုရဲမျိုးသားတွေကအရေးပါရင်စိတ်ယုံလုပ်သားတွေမလို့ဒီတိုင်းမူဘီတောင်းကျမ်းနေမယ်ဆိုရင်ခူဘီနေမင်းနဲ့အတူအားလုံးပြောက်ကွယ်သွားလိမ့်မယ်လို့ချက်ကဆိုပါတယ်။တစ်ဖက်မှာလည်းခီကူကသူ့ဘာသွားမယ်လို့နေလို့ခင်ယမောကတားလိုက်ပြီးခီကူကိုမြင်အဆီဇင်တွေအားလုံးပြတ်သွားချလိုက်မယ်လို့ပြလိုက်ပါတယ်။ ခီကူလည်းအဲ့ဒီမှာဆူယူရှိနေကြောင်းပြောတော့ခင်ယမ်မိုလည်းချက်ချင်းလိုက်ပါတော့ရယ်ခင်ယမ်မိုကသူဆူယူကိုထားခဲ့တာအနှစ်20ရောင်ရှိခဲ့ပြီမလို့ဘာလို့ကိုယ့်ကိုကာကွယ်ပေးနေတဲ့နောက်ထပ်သူတစ်ယောက်နဲ့နောက်ရင်အောင်ပြူရရလေလို့ပြောနေခဲ့ပါတယ်။လူဗီစီကိုလည်းလောကရောက်လာခဲ့ပါပြီ။တစ်ဖက်ကခိုင်နိုစီကိုလည်း Hopkins ကသွားနေပြီးတော့ဆရော့ခနဲ့လောကဒါရှာနေမယ်ဆိုရင် Odin ရဲတိုက်အပြတ်မှရှိနေကြောင်းပြောပြလိုက်ပါတယ်။ ချက်လေတကယ်လာလို့မေးလိုက်တော့တကယ်မဟုတ်ဘဲတောင်ကျန်းနေမှာဆိုလို့လိမ့်လိုက်ကြဟော့ပကင်းစ်ကပြန်ပြောပြလိုက်ပါတယ်အခုတလောအဲ့တောင်ထိပ်မှာထူးဆန်းတဲ့အလင်းရောက်နေပေါ်လာတယ်လို့ကိုလာဟာလာရဲ့ကြာကြာဟော့ပကင်းစ်ကထပ်ပြောတော့ဆာမိုဝိုင်းနေတတ်တော့ပြတ်မယ်ဆိုတဲ့ကိစ္စများလာလို့ချက်ကလည်းပြန်ပြောလိုက်ပါတယ် ဘသူမှမရှိတဲ့အဲ့ဒီရဲတိုက်ကိုဖျက်ဆီးလိုက်မယ်ဆိုရင်အိုချီရဲ့ကြောင်းနေရဲ့စိတ်တွေလည်းပျောက်ပြဲသွားမှာဖြစ်ပြီးတော့ဂက်လုံးနဲ့ငှက်နှက်ကောင်ရလာပဲလို့ Hopkins ကဆိုပါတယ်။တစ်ဖက်မှာလည်းခိုင်းတို့ကသူ့စီက Smile Fruit ကိုရှူသွားတဲ့သူနှစ်ယောက်ကိုခွင့်မလွတ်နိုင်ဘူးဆိုကအိုဒန်ရဲတိုက်စစ်ကိုလိုက်လာနေခဲ့ပါတယ်။စန်ဂျီတို့လည်းသူတို့စစ်ကိုခိုင်းတို့ဦးတည်ပြီးလာနေပြီးမလို့ပြေးချပို့ပလိုက်ပါတယ်။လူပီတို့လည်းခိုင်းတို့ကနာမီတို့စစ်ကိုဦးတည်နေတဲ့အောင်မြင်လိုက်ရပါတယ်။ ခန္ဓာကတောင်ထိတ်ကို blast breed နဲ့ပြစ်လိုက်ပါတော့ဟဲ့အားလုံးလည်းချင်းချင်းပြေးလိုက်ပေမဲ့ပောက်ကွေးမှုကြီးကဖြစ်သွားခဲ့ရပါပြီဒါကိုမလဲရတဲ့လူဖီလည်းအရန်ကိုဒေါ်တာထွက်လို့နေပြီးတော့ခိုင်တို့တဲ့ဘက်ကိုအော်ခေါ်လိုက်ပါတော့ဟဲ့ shooter mario ကလည်းသူမကောင်းတဲ့ခံစားချက်တွေရရင်လို့တော်တဲ့ပြောင်းဝင်ကြဖို့အဖွဲသားတွေကိုပြောလိုက်ပါတယ်တစ်ချက်တည်းအပိတလိုက်တာလားလို့ hopkins ကလည်းပြောနေခဲ့ပါတယ်တပကလူဗီကလည်းဒေါ်တာတွေရန်ထွက်နေပြီမလို့စကန်ကြီးရောက်တော့လိုက်ပြီးခိုင်တို့စီဦးတီပါတော့ရယ်ခိုင်တို့ကလည်းအတော်လေးမူးနေတာမလို့အိမ်တကူလည်းဖြက်စီးမိလို့နေခဲ့ပါပြီ လူဖီကခိုင်နိုစီရောက်တဲ့တက်ကီယာကိုတော်လိုက်ခါအပေါ်ကိုခုန်တက်လိုက်ပြီးတော့အယ်လီဖန့်ဂန်ကိုအတ်မမတ်ဟာလင်တုံးလိုက်ပြီးတော့ပိတ်ထိုးလိုက်ပါတော့ရင်ခိုင်နိုရဲ့ခနာကိုအပေါ်ကနေပြုတ်ကျလာပြီးစပီကာနဲ့လင်းထွက်လာခဲ့ရပါတယ်ခိုင်နိုကိုစော်လိုက်တဲ့သူကဘသူလဲလို့ဝမ်းကြည့်ကြတော့အူဝါရှီမာနဲ့ဟိုဒန်ကိုခြောက်ခဲ့တဲ့သူဆိုတာကိုတည်သွားခဲ့ရပါတယ် တဖက်က KM တို့လည်းအစဉ်ပြေလို့နေခဲ့ပေမဲ့ Odin ရေတက်ကပျက်စီးသွားရမလို့မမိုကိုစိတ်ပူနေပါတော့ရဲ့ Kiku ကသူလည်းစိတ်ပူတာဆိုပေမဲ့အခုကစူဦးနဲ့အခုပွဲမြို့တွေကလည်းကြံနေသေးရလို့ KM ကိုပြလိုက်ပါတယ်ဒီလိုနဲ့ KM ကအခုပွဲစီလိုက်သွားပြီးတော့ Kiku ကမမိုစီကိုပြန်သွားပါတော့ရဲ့တဖက်မှာလည်း Luffy ကတငယ်ချင်းတို့ကိုရန်စိတ်ပူနေတော့ Speed ရဲ့နာမည်ကိုအော်ခေါ်နေတာကိုကြားလိုက်ရပါတယ်ခိုင်နိုရဲ့ကူကနေပြုတ်ကျလာတာလို့ပြောတဲ့ရာကိုလည်းကြားလိုက်ရတာမလို့ Luffy လည်းသွားကြည့်ပါတော့ရဲ့ဘေးကရှုံနေတဲ့ကောင်တွေကိုလည်းဟာကီနဲ့မှောင်းအောင်လုပ်ပေးလိုက်ပြီးတော့ထာမကိုခေါ်သွားခဲ့တာမလို့ဘလို့ဖြစ်တာလဲလို့စပီကိုမေးလိုက်ပါရဲ့ လမ်းမှာခိုင်နှုန်းနဲ့တွေ့တာမလို့တိုက်ခိုက်ပေမဲ့ထာမာလေးခုတော့မကာကွယ်လိုက်နိုင်ကြအောင်စပီကာပြပြလိုက်ပါရဲ့လူဗီလည်းထာမာနဲ့တွေ့ခဲ့တဲ့အချိန်လေးတက်ကိုပြန်တွေ့နေတော်တော်လေးကိုဒေါသထွက်လို့နေခဲ့ပါပြီအဲ့ဒီအချိန်လောကရှုတာပြီးခိုင်တို့မူးနေတာမလို့အခုချိန်ပြင်းအစင်ပြေနိုင်သေးရလို့လူဗီကိုပြောလိုက်ပါရဲ့ဒါမဲ့လူဗီကတော့ထာမာလေးခံလိုက်ရပြီးတော့ခင်ယမွန်ဒိုနဲ့အားလုံးနဲ့အစင်ပြေမပြေမသိရသေးဘူးမလို့အခုသူ့ကိုဆော်လိုက်ရင်အားလုံးပြီးတော့ပြီမလားလို့ပြန်မေးလိုက်ပါတော့ရဲ့လူဗီကခိုင်တို့ကိုအော်ခေါ်လိုက်ပြီးသူဒီမှာဆိုတာကိုပြပြလိုက်တဲ့အခါခိုင်တို့လည်းပြန်ချလာပြီးဘသူလဲလို့ပြန်မေးလိုက်ပါရဲ့ လူဗီကသူ့နာမည်ကိုပြောလိုက်ပြီးတော့ဖာရက်ကင်ဖြစ်လာမဲ့သူလို့ပါထပ်ပြောလိုက်ပါရဲ့ခန်တို့ကဘလတ်ဘရီနဲ့လူဗီကိုပြစ်လိုက်ပါတော့ရဲ့ဒါပေမဲ့လူဗီကဘာမှမဖြစ်ပဲနဲ့တက်ကီယာကိုတုံးပြီးပြန်ထိုးလိုက်ပါရဲ့ ခိုင်တို့ကလည်းပြန်ထိန်းထားတာမလို့လူဗီကလွင်ထွက်သွားခဲ့ပေမဲ့လက်ထပ်ပြီးတော့ထိုးဖို့ကြိုးစားပါတော့ရဲ့ဒါကိုကြည့်နေတဲ့လော်လေဒေါသထွက်နေပြီးတော့အားလုံးရှည်စုံမျိုးအောင်လုပ်ပြနေတာပဲလို့ပြောနေခဲ့ပါတယ်။ခိုင်တို့ကလူဗီကိုဆွဲယူဖို့လုပ်တဲ့အခါလူဗီကရှောင်နေပေမဲ့နောက်ဆုံးအချိန်နဲ့တိုက်ခိုက်တဲ့အခါကျာလူဗီလည်းထပ်ပြီးတော့လွင်ထွက်သွားခဲ့ရပါတယ်။လူဗီကထာမာအတွက်ဒေါသတွေအရန်ထွက်နေပြီးတော့လုံးဝခွင့်မလွတ်နိုင်ဘူးလို့ဆိုကခိုင်တို့ရဲ့တိုက်ခိုက်ချက်တွေကိုပြန်တားဆီးပြီးတော့အလီဖာဂန်လေးနဲ့ထိုးပါတော့ရဲ့။လူပြည့်ထိုးချတဲ့ကိုခိုင်တော့ကအဆမ်းမပြတ်ခံနေရပါပြီ။ဒါကိုကြည့်နေတဲ့လော်လေအတော်လေးကိုအံ့ဩနေပါတော့ရဲ့။ လူဖီရဲ့နောက်ဆုံးထိုးချက်မှာထိုးခင်းမှာပဲခိုင်တိုကမှုတ်ထုတ်လိုက်တာမဟုတ်လို့လူဖီလည်းသူ့ကိုယ်သူပြန်ထိန်းထားနေတော့မှာပဲခိုင်တိုကလည်းအမိနဲ့ရိုက်ချပါတော့ရဲ့ဒါပေမဲ့လူဖီကလည်းရှောင်းနိုင်ခဲ့တာမဟုတ်လို့အပေါ်ကိုပြန်တက်လာတဲ့အခါခိုင်တိုကလည်းထပ်ပြီးတော့တိုက်ခိုက်ပါတော့ရဲ့လူဖီကလည်း elephant gun နဲ့ပြန်ထိုးပြီး giant stamp နဲ့ကန်လိုက်ပါတော့ရဲ့ထပ်ပြီးတော့ glassley mcgran နဲ့တိုက်ခိုက်တဲ့အခါမှာတော့ခိုင်တိုလည်းလဲကျသွားခဲ့ရပါတော့ရဲ့ Hawkins နဲ့လော်လက်ပစအဟောင်းသားဖြစ်နေခဲ့ရပါပြီ။ခန်တို့ကမူလပုံစံပြန်ပြောင်းသွားပြီမလို့လော်လက်စေးထားဖို့နဲ့ပြန်လာခဲ့ဖို့ပြောနေပေမဲ့ Luffy ကတော့လုံးဝပြောမရဖြစ်နေခဲ့ပါရဲ့။ ခိုင်နုကလည်းရှိုင်းတိုင်းရှိုင်းတိုင်းနဲ့ပြန်လာနေခဲ့ပြီးတော့လူဖီကလည်းမာဆက်တက်ကိုလီတကုမဟုတ်တွင်းကဖိုဂီယာဘောက်စ်မန်ကိုတောက်လိုက်ပါရယ်လူဖီကသူ့တငယ်ချင်းတွေကိုဘာလို့ပစ်လိုက်တယ်လဲလို့အော်ပြောလိုက်ပြီးတော့ခေါင်းကန်းနဲ့ပိတ်ထိုးချလိုက်ပါပြီထပ်ပြီးတော့ double covering ကိုတုံးပြီးတော့ထိုးလိုက်ပြီးနောက်ခေါင်းအောက်ကန်းနဲ့အစမ်းပြတ်ထပ်ထိုးပါရယ် လူဗီရဲ့နောက်ဆုံးထိုးချက်မှာတော့ခိုင်နိုလည်းလွင်ထွက်သွားခဲ့ရပါပြီ။ရှူတက်မာရီလည်းလူဗီကိုကြည့်ပြီးဘသူလဲလို့တွေးနေခဲ့ပါရဲ့။ခိုင်နိုကမှောက်သွားတဲ့ဆိုရင်ခဏကြာမှတော့ပြန်ချလာခဲ့ပြီးတော့သူလည်းအတော်ဒေါသထွက်လို့နေခဲ့ပါပြီ။လူဗီကခင်းကောင်ဂန်နဲ့ထပ်ပြီးတော့ထိုးတဲ့အခါမှာတော့ခိုင်နိုလည်းတန်တာဘဂွာနဲ့ပြန်ရိုက်ချလိုက်ပါတော့။လူပီလေအိုက်ကားနဲ့အရှိန်နဲ့အတော်လေးထိသွားပြီးတော့ဝေးရကိုလွင်ထွက်သွားကမူလပုံစံမှာပြန်ပြောင်းသွားခဲ့ရပါတယ်။လော်လေလူပီကိုအမြန်ပြန်ခေါ်ဖို့လုပ်ရမယ်ဟော့ကင်းစ်ရဲ့ Sea Prison Stone တန်နဲ့ပြစ်လိုက်တာကြောင့်မလို့ Diverfus ဆွမ်းကတော့မရတော့ပါဘူး။ လောကဒီအချိန်ကြီးကြမှာလာလို့ပြောနေတော့မှာပဲကဘာနှံ့ပြက်နေတဲ့ Cypress Stone ဆိုတာဒီဝါလုံးတန်ပြီကစတင်ခဲ့တာပဲလို့ Hopkins ကလည်းရှင်းပြလိုက်ပါတယ်။အဲ့လောက်တင်းအောင်လုပ်နိုင်တဲ့ပြည်သူရှင်တွေကလည်းဝါလုံးတိုင်းမှာပဲရှိတယ်လို့ဆိုက Hopkins က Swell Swag ကိုတုံးပြီးလောကိုတိုက်ခိုက်ပါတော့။လော်လက်တန်ကိုခန္တာနာနဲ့ဖိလိုက်ပြီးတော့ရောမကိုတုံးပြီးနောက်နေရာလေးလိုက်ပါတော့ရဲ့အဝေးကြီးပြိနိုင်တိမမဟုတ်လို့လိုက်ရှာကြဖို့ဟော့ပကင်းစ်ကသူ့ရဲ့ဖွဲ့သားတွေကိုအမိန်ပေးလိုက်ပါတယ် လူပြည်အသက်ရှင်နေသေးကြအဖွဲ့သားတယောက်ကပြောတော့ခိုင်တို့လေသူ့ရဲ့အသက်ဆွမ်းကြောက်လားစိတ်သက်ခိုင်မာနေလို့လာတော့မသိပါမယ်ငါ့ကိုတော့တခြားစိုက်ကြည့်နေခဲ့တယ်လို့ပြောလိုက်ပါရဲ့အဖွဲ့သားကသူ့တို့တော့တတိမိနေရဲ့ပုံပဲလို့ပြန်ပြောလိုက်ပါတယ်ဘာပရင်ဖြစ်လာစေရမယ်လို့ပြောလိုက်တာလေကောင်လေးတို့ခိုင်တို့ကလူဗီကိုတေချောင်ထပ်မေးလိုက်ပါတော့ယ်လူဗီရဲ့စိတ်သက်သာပျက်စီးသွားတဲ့ဆင်းရဲတစ်ခုဖြစ်လာမှမလို့လူဗီကိုဖမ်းထားဖို့နဲ့ဖြတ်ဝေစာမှလည်းပေတတမြဆုပ်ပြီးတော့မထည့်ဖို့ခိုင်တို့ကမှာလိုက်ပါတယ်ခိုင်တို့ဖွဲ့သားတွေကလူဗီကိုခေါ်သွားဖို့လုပ်နေတဲ့အခါမှာပဲလူဗီမသိစိတ်ထက်ကနေခွန်ခွာရဟာကီကို၃မိလီလီတာမလို့အားလုံးလည်းမှောက်ကုန်ချပါပြီ ဒါကိုမလန်ရတဲ့ရှူတာမာရီကလည်းအဲ့ဒါအိုထန်တို့လိုမျိုးနဲ့စင်တူနေလို့တတိမိနေတဲ့ကောင်ကလှုပ်လိုက်တာလို့ပြောနေခဲ့ပါတယ်။ခစ်ဆိုတဲ့ကောင်ကလည်းခွန်ကော်ယာဟာကီကိုတုံးနိုင်ခဲ့တာမလို့ဘယ်နှယောက်တော့မှခွန်ကော်ယာဟာကီကိုတုံးနိုင်တဲ့သူရှိနေခဲ့တာလေလို့ခိုင်တို့ကပြောရင်းနဲ့တော်တော်လေးထွက်နေခဲ့ပါပြီ။သူတို့တဲ့ဒရဂွန်ဖောင်ပြန်ပြောင်းပြီးပြန်သွားတောက်တော့မှလို့လောကိုနောက်မှပဲဖန်တော့မယ်လို့ခိုင်တို့ကပြောပြီးထွက်သွားပါတော့။တစ်ဖက်မှာလည်းလောတယောက်တစ်ပိတ်အောင်မှခဏနားနေရင်ဖတ်ပေါ်လို့လည်းအစင်ပြေပါမလားလို့တွေးနေခဲ့ပါတယ်။တစ်ဖက်က Hopkins ကိုလည်းအဖွဲ့သားတွေကလောကိုမတွေ့ကြောင်းလာပြောနေခဲ့ပါတယ်။ တော်တော်နဲ့လူဗီကိုလက်ထိတ်တွေ့အရင်ခက်ခိုင်းလိုက်ပြီးတော့လောကိုလည်းလုံးဝမလွတ်စေရဘူးလို့ Hopkins ကဆိုပါတယ်။အခုဘွေမျိုးလေးကလည်းအတော်လေးကိုထိခိုက်ထားပြီးတော့ဒဏ်ရာရတဲ့သူကိုလည်းစူကကုတာပေးနေခဲ့ပါတယ်။ဒါတွေကို KM ကလည်းခိုးကြည့်နေခဲ့ပါတယ်။အဖိုးကိုရိုဘက်ကလူဗီထားရတကူတကရှူတာပေးခဲ့တဲ့စားစရာတွေပျက်စီးသွားခဲ့လို့တောင်းမန့်ချင်တယ်လို့ပြောနေခဲ့ပါတယ်။အဲ့ဒါချက်မျိုးကအတိုက်ခိုက်ခံရရတာကိုသူ့ကြောင့်ဆိုပြီးဖြစ်စေချင်ဘူးလို့စူကလည်းဆိုပါတယ်။ နှစ်နှစ်ဆယ်အောင်ကြာနေပြီဆိုရင်မဲ့စူလီကလက်ပနေတုံးပဲလို့ခဲမုတ်ကပြောနေခဲ့ပြီးတော့မင်းနဲ့တွေ့ဖို့အိုဒန်ရဲ့အိမ်မက်တွေကိုအရင်ဖြည့်ဆည်းပြီးတော့မှပဲလို့ဆိုပါတယ်။အဲ့ဒီအချိန်ခဲမုတ်ကအာရှူဘာဒူဂျီကိုလမ်းတွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းခေကူကတောင်ထက်ကိုရှောက်လာခဲ့ပြီးတော့တွင်းအကြီးကြီးကိုတွေ့လိုက်ရပါပြီ။ အားလုံးကိုလမ်းခေါ်ကြည့်တဲ့အခါတွင်းထဲမှာတွေ့လိုက်ရပါတယ်။တွင်းကြီးပေါ်လာလို့ဘာမှမဖြစ်သွားပေမဲ့လဲလို့ချက်ပါကပြောရတဲ့ပုံပဲအောက်ကိုရှော့ကျလာပါတော့တယ်။စန်ကြီးကမိန်ကလေးတစ်ခုပဲအရင်ကယ်ပေးနေလို့ချက်ပါကလည်းအော်ဟင်းနေပါတော့တယ်။ဒီလိုနဲ့အောင်းလင်းအပေါ်ပြန်တက်လာတော့အဲ့ဒီအချိန်တုန်းက whip whip attachment jutsu ကိုရှီနိုဘူကတုံးပစ်လိုက်ပြီးချက်ပါက get point နဲ့ထိန်းထားခဲ့ကြအောင်ခီကူကိုပြပြလိုက်ပါတယ်။စန်ကြီးတို့ကလည်းလူပီဘလို့ဖြစ်သွားပြီလဲလို့ခီကူကိုမေးချပါတော့တယ်။စရေးထားပြီးနားထောင်ကြဖို့ခီကူကလည်းပြပြလိုက်ပါတယ်။တစ်ဖက်မှာလည်းထာမလေးကို dust stone တို့ကတွေ့သွားခဲ့ကြပြီးတော့ခိုင်နိုကိုလည်းအရန်တော်တာထွက်နေခဲ့ပါတယ်။ လူဗီကိုလည်းတရုတ်တိုက်ဆွဲပြီးခိုင်တို့ရဲ့လူတွေကခေါ်သွားခဲ့ပြီးတော့လူဗီရဲ့ကိစ္စကလည်းဝါနိုတိုင်းပြည်တစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပါပြီလူဗီကိစ္စကိုမြင်လိုက်ရတဲ့ဖရန်ကီရော့ဘင်ဦးစောနဲ့ဆိုတို့လည်းအတော်လေးကိုအံ့ဩနေရပါတယ် ဝါတော့တိုင်းပြည်ရဲ့ဥတုံဒီနီယာဟာအချင်းသားတွေကိုအလုတ်အင်းချက်ခိုင်းစိတ်ခံရတဲ့လက်နက်စက်ရုံရှိတဲ့မိုင်းတွင်းပဲဖြစ်ပါတယ်။ထောင်တစ်ခုမှလည်းအဆောင်တွေကအစိမ်၅လပေးရင်းနဲ့ဒီထဲမှာဘာရှိနေရလဲလို့ပြောလိုက်ပါရဲ့။ထို့သူကလည်းသူတိတာကလည်းတနေ့တကောင်အစိမ်၅ကိုအယိုးနှွင့်ပေးလိုက်ဒါပဲလို့ဆိုပါရဲ့။အဆောင်ကတော့ဒီအစိမ်၅တွေကိုကျွေးပြီးတော့ကွက်မြတ်ဖို့ကိုစီရင်ထားခဲ့ကြတာဆိုရင်မဲ့ဒီထောင်ထဲမှာရှိနေတဲ့အဲ့ဒီအရာက အဲ့ဒီအစိမ်ငါးတခုပဲစားပြီးအခုထိအသက်ရှင်နေခဲ့တာပဲလို့အဲ့ဒီလူကထပ်ပြောလိုက်ပါတယ်အဲ့ဒီချိန်ကြမ်းကြုတ်တော့တရက်ခန့်ဆိုတဲ့စာတန်နဲ့လူဖိကိုခေါ်လာခဲ့ပြီးတော့သူသူကလည်းလူတင်းလျှောက်လာတာလားဆိုကငါ့ကိုအယိုးမနှွေမဲ့အထဲကိုပြစ်ထဲမိခဲ့ပါရဲ့ခူဝီမှလည်းခိုင်တကူစိန်ခေါ်ရဲတဲ့တတိကမနှဲပါလားဆိုပြီးတော့အားလုံးကလူဖိကိုဝိုင်းနှောင်ပြောင်နေကြပါတော့ရဲ့လူဖိကအားလုံးကိုတခြားချိနေတာမလို့ထောင်မှုကိုအာခံရင်ဘလို့ဖြစ်မလဲဆိုတာကိုတင်ပေးမယ်ဆိုပြီးတော့ဓာတ်နဲ့ခုတ်ပုတ်လုပ်တဲ့အခါထောင်ထဲကနေပြစ်လိုက်တဲ့ငါ့ရုပ်ကလေဗင်ကိုသွားဆိုင်ပါတော့ရဲ့ ။သူတို့ရဲ့လူဖိကိုလည်းအကျဉ်းချထားလိုက်ပါပြီ။ဒီနေ့တော့နားဖို့နဲ့မနက်ဖြန်ကစပြီးတော့ငရဲပဲလို့ဆိုကအဖွဲသားတွေကထွက်ခွာသွားခဲ့ပါတယ်။လူဖိရဲ့ဘေးမှာလည်းဒဏ်ရာတွေနဲ့ kit ကရှိနေခဲ့ပြီးတော့နှစ်ယောက်လုံးဟာမှတ်ထားအောင်ဖို့ခိုင်တို့ဆိုပြီးတော့ဒေါသကြီးနဲ့ပြောနေတော့မှပဲတရားနဲ့တရားတွေ့သွားခဲ့ကြပါတော့။ဒါလေးကတော့1 piece အပိုင်း229ဖြစ်ပြီးရောအပိုင်း230ကိုဆက်တင်ပေးနိုင်ဖို့တို့ကလိုက်လေးတောက်ချက်စနေမှာ comment နဲ့ကျွန်တော်မှတ်မိကြအောင်ချစ်တဲ့ subscribe လေးမလို့လုပ်ပြီးတောက်ခဲ့ကြပါဦးကျေးဇူးများဒီမှာကျွန်တော်ကတော့ဆက်မှတ်ပါ